ုပြင်ကြတော့မှဖြစ်တယ်နော်။ဖောင်းပြင်မဲ့ဆရာကြီးတွေလည်းပြင်ကြမယ်။ယနေ့အချိန်ခါမှာဘုန်းကြီးထက်တော့မှကျင်မှလည်းအရင်ကဒီချုံတန်ခါပိုင်းကလည်းနည်းနည်းဒီပိုင်းကြီးတွေကိုတော့ဆွေးနွေးကြအချိန်ကျင်မှလည်းတစ်ချိန်လုံးကတော့တပည့်တော်ဖောင်းမှလည်းဒီအကြောင်းအစည်းအဝေးမှာပြောခဲ့မိပါတယ်။တချို့တချို့ဆရာကြီးများသူတို့ရဲ့ဥဒိဉ္ဇက်ကဒီပိုင်းကြီးရှင်နဲ့ဝိသံဃန်လေး စံအားရှိတော့အရှင်မြန်ပြီးတော့ဒီကြောင့်မှတရားဘာဝနာနဲ့တို့ဘောကိုအဆုံးသတ်မယ်ဆိုတဲ့ဥတည်ချက်ဖြင့်ဆရာကြီးကြီးဆောက်ပြီးလမ်းကြီးကြတယ်။အသက်ရွယ်ကြီးကြီးလာတဲ့အချိန်ကကျတော့ဒီကြောင့်မှဆုံးခံသွားခြင်းစတဲ့ဒီလိုမျိုးကြီးတွေကိုဘုံဘုံမဆောင်ရွက်နိုင်ကြဘူး။အဲဒီခါကျမှအကြောင်းမှလက်မခံနိုင်ဘူးကိုယ်ရင်ကိုယ်ပြန်နေပါဆိုပြီးတော့ဒီလိုပြောပြီးလွတ်လိုက်တဲ့အတွက်တပည့်တော်ကြားရတော့တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်နော်။ဒါကြောင့်ဆရာလေးဘိုင်းမှလည်းခုလို့ ံဃာဘိမှခိလန်လူပတ္တကခေါ်တဲ့ခိလန်နာပုဂ္ဂိုလ်တွေကိုပြုစုစောင့်ရှောက်တဲ့ဉာဏ်ကြီးရှိကြသလိုရှင်ရည်ဘိမှလည်းခိလန်လူပတ္တကခေါ်တဲ့မကြမ်းမမဖြစ်နေတဲ့မတမဆန်းဖြစ်နေတဲ့ဆရာလေးတွေကိုပြုစုစောင့်ရှောက်တဲ့အဖွဲ့လေးတွေဖွဲ့ပြီးတော့ပြုစုစောင့်ရှောက်ကြပါဆိုပြီးတော့ဒီလိုတပီတော့တိုက်တွန်းကြတယ်အောင်မြင်မလားမအောင်မြင်လားမသိဘူးဘုဒ္ဓီတပီတော့စိတ်ထဲမကောင်းလိုက်တာကြတော့ တစ်ချိန်ကတပည့်တော်အရှင်ရောမနေခဲ့ဘူးပါနဲ့73နှစ်ကြာခဲ့ပါတယ်73နှစ်တိုင်တိုင်တပည့်တော်တို့ဘုမပြုစုစောင့်ရှောက်ခဲ့တဲ့သူတို့ဆုံးနေကိုပိုင်ကောင်းအောင်စားခဲ့တဲ့အတွက်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေကတပည့်တော်ဖောင်းရောက်လာတဲ့အချိန်ခါမှာရည်တည်ဆောက်ပြီးကျောင်းမှာနှိမ့်စီလမ်းများကျက်အထုတ်ပြီးသံဃာပြည့်ခွနဲ့သီလရှင်ဝဲလိုက်တဲ့အဲဒီသီလရှင် ိုမင်းမဆန်အတဲ့ချင်းဖြစ်လာတဲ့အခါလက်မခံနိုင်ဘူးဆိုပြီးတော့ပြန်ပို့တယ်ဆိုတဲ့တရင်ကြားလိုက်တော့စိတ်တကြောမကောင်းအဲ့ဒါညာခုတော့အရှင်ကဆရာကြီးတစ်ပါးရှိတဲ့အတွက်ဘုန်းကြီးကတော့ပြန်မှလိုက်ပါလေပြန်ပြီးဖောက်ခုလာပါနှုတ်ကဘွက်ကလည်းခက်ပြီးတော့နှုတ်ကဘွက်လူကြီးများကလည်းထပ်ပြီးပြောလိုက်ပါတယ်နှုတ်ကဘွက်လူကြီးတွေကလည်းဒီကြောင်ထပ်ပြီးပါပါလေအဲ့ဒါညာခုပြန်တော့မယ်ဆရာလေးတွေလည်းခေါ်ရောက်လို့ရှိရင် ီလိုပြည်စံနဲ့ပတ်သက်ပြီးရှာလီဒိန်ကြီးချုပ်ပြချက်မချပါနဲ့တန်ခါနိုင်ကအဖွဲ့ကိုတင်ပြပါမကျမ်းမာနေတဲ့အချိန်ခါမှာတကယ်သက်သက်စီုံတရားမယ်ကိစ္စတော့ဘုံစီဝကုသမယ်ကိစ္စအကျိနဲ့ဖြစ်လာပြီဆိုရင်တော့သူမိသားစုကိုအကြောင်းကြားပြီးတောင်းယူခိုင်းတယ်ဆိုရင်ဒါကတော့တင့်တော်ပါတယ် ဒီလိုကြီးအဲ့ရတဲ့လဲတော့အောင်ဖြစ်တာတော့မဟုတ်ဘူးအသိအကျအသက်ရွယ်ကြီးရင်လို့ဖြစ်လာတဲ့အိုအိုနာယောဂလောက်ကတော့နည်းနည်းလေးဝိုင်းပြီးပြည့်စုံဆောင်ရှောက်ပြေးဖို့ကောင်းပါတယ်အလတ်တူပဲတပည့်တော်မရှိတဲ့အချိန်ခါမှာဘလူးကျောင်းကဖမေတ္တာဆိုတဲ့ဒီတိုင်းရှင်အိုကြီးတပါသူကမြင်ရှင်ရဲ့နွမ်ပါရှာပါတယ်ရှင်ရဲ့နွမ်ပါရှာတဲ့အခါကျတော့ကျောင်းမှာလမ်းတရားအထုတ်ရင်းနဲ့တရားပြပြီးဒီလရှင်ဝင်လိုက်တယ် ကိုယ်လာတဲ့အခါပြည့်စုံမယ်လို့မရှိတဲ့နဲ့အဲ့ဒါပြန်ခေါ်တော့ပါပြောလို့ပြန်ခေါ်သွားရရင်လည်းအဲ့ဒါဟိုမှာပဲကွယ်လွန်သွားကျမ်းလျာတော့တပည့်တော်သိချင်းမကောင်းဘူးခွန်ကြီးလည်းသိမကောင်းဒါကြောင့်ဒါနဝန်တဲ့အချင်းချင်းပြန်ချင်းကခိလန်မျိုးပတ်ထက်ကအယဟန်ဆိုတော်ကြီးကြီးချီးကျူးပါတယ်ပြည့်စုံဆုံးချက်ကိုအချင်းချင်းကြီးတောင်းဝန်တရားရှိကြပါတယ်ဒီလိုရှင်တဲ့သတင်းတုံးကိုအချင်းချင်းကပြည့်စုံဆုံးချက်ကိုဝန်တရားလေးရှိကြပါတယ်ဟောမှတရားအထုတ်တယ်ဆိုတော့က ဒီလက်ရှင်ကြီးဒီ၃လပဲလက်ခံမယ်၄လပဲလက်ခံမယ်၅လပဲလက်ခံမယ်တနည်းပဲလက်ခံမယ်ဒီလိုသတ်မှတ်ချက်မထားပါဘူးဘာဖြစ်လို့လဲသာသနာ့ကိုမိခိုးခြင်းနဲ့စိတ်ကြဖြစ်သာသနာ့ကိုမိခိုးရမလားဆိုတဲ့ဥတည်ချက်နဲ့သာသနာ့ဘောင်ဝင်လာတဲ့ပုဂ္ဂိုလ်ကြီး၄လပဲလက်ခံမယ်၅လပဲလက်ခံမယ်ဆို၄လ၅လပြီးရင်ဒီပုဂ္ဂိုလ်ကြီးပဲသွားနေမှာတပည့်တော်မပြောရဘူးမလုပ်ရဘူးနေခြင်းတော့ဒီပါ ကောင်းကောင်းမွန်မွန်တရားဖတ်ထုတ်နေတဲ့ကျောင်းမှကောင်းကောင်းမွန်မွန်သံဃဝိယဝိသမိမိတို့ဘုန်းတော်ဝိယဝိသဓမ္မဝိယဝိသသံဃဝိယဝိသစသည်ဖြင့်ပြည့်တင်ပြည့်တင်ဝိယဝိသဒီဒီပြုပြီးတရားဘာဝနာကိုကျင့်ကြံတဲ့ကိုပွားများအထုတ်နေကြမယ်ဆိုရင်ဘလို့ပဲနေဒီနေပါဒါခွင့်ပေးထားပါလေမုံမြတ်တဲ့စိတ်ထားလေးတွေနည်းနည်းတော့ငွေကြစဉ်းစားပါတယ်နော်ဒါကြောင့်အခုပြင်မဲ့ပုံကိုယ်တွေလည်းအနေကအဖွဲ့ဝင် တန်ခါလေးနဲ့ပေါ်ကြပါတယ်ကိုရောက်လို့ချင်းဒီကြောင့်လေးတွေဆက်မှမီးဆရာလေးပဲဉာဏ်တန်ခါနယကဘိုင်းလေးတွေခေါ်ပြီးဆွေးနွေးပြီးတော့ဒီလိုမပြုတ်လို့ဘုရားဆောင်ရတော်မူကြပါတပည့်တော်အစည်းအဝေးမှာတော့ပြောခဲ့ပြီးဖြစ်ပါတယ်ပြုတ်ပြီးတော့နားမဝင်တဲ့ပုဂ္ဂိုလ်တွေလည်းရှင်းကောင်းရှိပါလိမ့်မယ်နော်အလတ်တူပဲယဟန်ဘိုင်းမှာလည်းဒီလိုပါပဲတော်တော်ယဟန်ဘိုင်းမှာတော့ဖြစ်ခဲ့တယ်လို့တပည့်တော်ထင်ပါတယ် မကျမ်းမမှဖြစ်လာပြီသူရဲ့ရွာကိုလည်းသူ့မှာပြန်နိုင်သောမရှိဘူးပြန်နိုင်သောမရှိတာကသူ့ရဲ့ရွာမှာသူ့ကိုပြည့်စုံစောင့်ချမဲ့ပုဂ္ဂိုလ်ကြီးကမရှိကြတော့ဘူးဒီလိုပုဂ္ဂိုလ်ကြီးကြောင်းမှာပဲတပည့်တော်လက်ခံထားပါတယ်တည်တည်တဲ့အတပည့်တော်ကတော့လက်ခံထားပါတယ်အဲ့ဒါတချို့ပုဂ္ဂိုလ်ကြီးကတေဂဏိကလည်းကြာမှာယောဂလေးကပ်ဖြစ်ပြီးဝင်လုံးသွားတာတွေလည်းရှိပါတယ်တိတ်ဒုက္ခမပေးပါဘူးအိုမင်းမဆွမ်းဖြစ်တာလေးတခုပဲ သူ့ဘာသာကိုကြင်နဲ့ဥပါစီကောင်းကောင်းမွန်မွန်သူအနေနဲ့တောနေလာနေအသိဉာဏ်ရှိတဲ့ဒီလူစိတ်နဲ့လက်ခံဖို့လိုပါတယ်။ဒါကြောင့်နည်းနည်းလေးကရုဏာတရားရှင်းထားပြီးတော့ခုပြန်ကြောမဲ့သံဃာတော်တွေရော ပြန်ကြောမဲ့ဆရာလေးတွေကိုကိုချင်းချင်းနဲ့ညီနိုင်တိုင်ပြီးတော့ကိလနုပတ္တကအခွင့်အရေးကိုဖွဲ့ပြီးတော့အချင်းချင်းသရဲသွုံးမှုအချင်းချင်းစောင့်ရှောက်ပေးကြပါလို့ဘုန်းကြီးမြတ်တရားခံပါတယ်နော်။